ယေရှုခရစ်တော်အဖြစ်မင်္ဂလာရှိသောမိသားစုတယောက်စီတိုင်းကိုမင်္ဂလာနှစ်သစ်လေးပါလို့နှုတ်ခွန်းဆက်သလိုက်ပါတယ်။ဒီကနေ့၁၈ရက်၆လ2025ဗုဒ္ဓဟူးနေ့ရက်နေ့တိကျနေ့တိထဲမှာသာဝရဖြာသည့်တင့်ကိုကောင်းချီးပေးရဆောင်မတော်မူပါစေတော်။သာဝရဖြာသည့်တင်တဲ့မျက်နှာတော်အလင်းကိုလွင့်၍ကယူနာကျေးဇူးပြုတော်မူပါစေတော်။သာဝရဖြာသည့်တင့်ကိုမြှောက်ကြည့်၍ချမ်းသာပေးတော်မူပါစေတော်။အာမင်။ခြေရမိသားစုများဒီကနေ့ 34ခုမြောက်သောဆံလံပိုက်ငယ်9မှ10ကိုအတူတူကဆင်ခြင်ခွန်အယူကြပါစို့။ထာဝရဘုရား၏တန်ရှင်းသူတို့ထာဝရဘုရားကိုကြောက်ရွံ့ကြလော့။ကြောက်ရွံ့သောသူတို့၌ဆင်းရဲခြင်းမရှိရ။ခြင်းသေးတို့သည်ဆင်းရဲ၍ငတ်မှုခြင်းကိုခံရတော်လဲ။ထာဝရဘုရားကိုရှာသောသူတို့၌ကောင်းသောအရာတစ်စုံတစ်ခုမြမလွရ။ဟာလေလုယ။ခြေတယ်မိသားစုများထာဝရဘုရား၏တန်ရှင်းသူတို့ယေရှုခရစ်တော်အဖြစ်ကျွန်တော်ကတန်ရှင်းသူဖြစ်သွားပါပြီ။ ထာဝရဘုရားကိုကြောက်ရွံ့ကြလောကြောက်ကြရတဲ့အများကြီးထဲထဲမှာလေဘုရားကိုပဲကြောက်ပါဖန်ဆင်းခံအရာတွေကိုမကြောက်ပါနဲ့ဖန်ဆင်းရှင်ကိုပဲကြောက်ပါကြောက်ရွံ့တဲ့သူတွေစီမှာဆင်းရဲခြင်းမရှိဘူးဟာလေလုယာဘုရားကိုကြောက်တဲ့သူတရားမြင်အသက်တာထဲမှာဘုရားသိတယ်ပဇင်ကောင်ကိုကြောက်လဲဆိုတော့သူ့ကိုကြောက်တဲ့သူကိုသူကလူအပ်တဲ့ဟာအကုန်လုံးသူကမဆက်ပေးတယ်ဆင်းရဲခြင်းမရှိဘူးတဲ့ အတိဘကကြုံတွေ့ရတဲ့အမှုရာအကုန်လုံးထဲမှာဘုရားသခင်ရဲ့မာဇတ်ခြင်းအပြည့်အဝရှိတယ်။နောက်ဆက်ပြောထားသေးတယ်ဥမာပေးထားတယ်။ရှင်သေးတွေရတဲ့ဆင်းရဲရဲ့ငတ်မှုချင်းကိုခံရတော်လဲတဲ့။တကယ်ဆိုရင်တော့ရှင်သေးတွေကတော်မှဆိုရင်အခြားတရိစံတွေဆိုရင်သူ့အစားပဲ။နော်။ဒါမဲ့တဲ့ဆင်းရဲပြီးတော့မှငတ်မှုနိုင်တယ်အဲ့ဒီရှင်သေး discovery တဲ့မှာလည်းကျွန်တော်တို့တွေ့ရတယ်နော်။ တကယ်ပဲပိန်လီတဲ့ချင်းသီးတွေတွေ့ရတယ်အဆမ်းမဆားတဲ့ချင်းသီးတွေဘာလို့ဆိုတော့သူတို့မလိုက်နိုင်တော့တာသားကောင်တွေကိုမလိုက်နိုင်ဘူးငငယ်ရွယ်ရွယ်တုန်းကဆိုရင်အော်သံမဖြာလှနဲ့လိုက်တာမှအောင်မလေးကျွန်တော်တို့တွေ့ဘူးတယ်နော်ဒါပေမဲ့အသက်ကြီးလာရင်သူကမြအမောကသိမလုံတော့ဘူးလေလိုက်လို့ကအစင်သိမပြေတော့ဆိုတော့ဆင်းရဲ၍ငတ်မွတ်တယ်ငတ်မွတ်တဲ့ချင်းသီးတွေအများကြီးတွေ့ရတယ်ဒါပေမဲ့ သာဝရဘုရားကိုရှာတော့သူတို့နဲ့ကောင်းဖို့အရာတစုံတစ်ခုမှမလိုရဟာလေလူရချစ်တဲ့မိသားစုများဘုရားကိုရှာတွေ့တဲ့သူတယောက်ကတဲ့ကောင်းသောအရာမလိုဘူးဆိုတဲ့အဓိပ္ပာယ်ကဘာလဲဆိုတော့ကောင်းတာတွေကဘုရားလောက်မကောင်းဘူးဘုရားလောက်ကောင်းတာတစ်ခုမှမရှိဘူးအဲကြောင့်သာဝရဘုရားကိုရှာတဲ့သူကကောင်းသောအရာတစုံတစ်ခုမှမလိုဘူးချစ်တဲ့မိသားစုများတကယ်ပဲကျွန်တော်တို့ရဲ့အသက်တာထဲမှာလေဘုရားသခင်ကို နံပါတ်1ဦးစားပေးရှပ်ဖွေကြောင်ရွံ့ရွတည်ခြင်းအဖြစ်ဘဝအသက်တာထဲမှာဖခင်ရဲ့မာဆတ်ခြင်းတွေကိုအပြည့်အဝရရှိခံစားနိုင်မယ်ဆိုတာကိုနှုတ်ကပတော်အဖြစ်ဝင်ရပါတယ်တင့်ကိုဖခင်တန်ရွယ်ကောင်းချီးပေးပါစေအာမင်